ကဲအားလုံးပဲမင်္ဂလာပါကျွန်မနီယုံကမီကဲဆက်ပြကုန်ရန်ခံရနေပြန်လေကြိုဆိုလိုက်ပါရယ်အခုပြောပြချင်တာကဆက်ပြကိုကိုကဖျော်ရောင်းတဲ့သူပဲဖြစ်ဖြစ်ဟိုအိမ်သုံးဖို့ပဲဖြစ်ဖြစ်ဘာကြောင့်မဲဆက်ပြကုန်ချမ်းကိုဝဲဝဲအတိအနမတေးချလေ့လာပါနော်လေ့လာမှုအာမနေပါနဲ့သူများကြီးစားဖို့တိုးဆိုတိုင်းကုန်ချမ်းဆိုင်ကိုမမေးမမြန်မဲစားဖို့မတိုးကြပါနဲ့သူပြောချင်ပါတယ်အခုနောက်ပိုင်းကစားတိုးလို့ရတဲ့ ုံစံတွေထုတ်နေကြတာမဟုတ်ဘူးเนาะငါးမျိုးစားခုလည်းမဟုတ်ဘူးစားဖို့တိုးရအောင်လို့เนาะအဲ့ဒါကြောင့်မလို့ပြပြချင်တာကအဓိကနံပါတ်1အချက်ကကိုဒီဒီဆက်ပြလောကလည်းဝင်လာပဲဖြစ်ဖြစ်ဆက်ပြကိုကိုကကိုအိမ်မှာပဲဖြစ်မှာဖြစ်ဘယ်လိုမျိုးမဆိုလို့ရှိရင်လုံးဝ မတိမတပဲနဲ့ပေါ့နော်ဘေးလူတွေရှောက်ပြောတာကိုလုံးမဲ့အစားဒီကုံရမ်းဆိုင်ကညွန်ကြားချက်အတိုင်းလိုက်ပြီးတော့လုံးဆောင်လို့ရှိရင်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်အဆင်ပြေမယ်အောင်မြင်မယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဘေးအိမ်ဘေးတွေကပြောကြတယ်စားဖို့တူပြစ်တယ်ရေပိုတော့ရင်ပြစ်တယ်စားများရင်ပြစ်တယ်ရေများရင်ပြစ်တယ်ဆိုတဲ့သူရဲ့အဲစကားကိုယုံကြည်မယ်ဆိုရင်တော့ကိုယ်ဝယ်တဲ့ကုံချမ်းနဲ့သူတို့ပြောတဲ့ ဟာနဲ့အကင်ညီမှုရှိမရှိရတော့ကိုယ့်ကိုပြန်စဉ်းစားသုံးသပ်ပါမယ်ပေါ့နော်။ဒီကနံပါတ်၁ချက်ပြောချင်တာကအခုစက်ပြပဲပြန်ပြေဖြော်ရဖြော်ရအောင်ဒါမှမဟုတ်ရှင်ကိုယ့်ကိုအိမ်မှာပဲတပိုင်းတနိုင်ရောင်းရောင်းအိမ်သုံးဖို့ပဲဖြော်ဖြော်ဘလိုပဲဝယ်ဝယ်ပေါ့နော်။ဒီကပြောပြချင်တာက ဟိုလိုပြောရမယ်အကွက်ကွက်မသိဘူးမတက်ဘူးဆိုရှင်မေးပါမေးရဖို့မရှက်ပါနဲ့သူကဘယ်ကုံညမ်းဆိုင်မှာပဲဘယ်လိုပဲဝယ်ဘယ်ကုံညမ်းဆိုင်မှာစုပြပြရတူတွေပဲမမကိုရောင်းပြီးတော့မပြောတဲ့သူတယောက်မှမရှိဘူးပေါ့နော်အဲ့တော့ကိုကဖြောဖြောနေပါလေမှားမှာဆိုရှင်မေးစားတိုးလို့ဒီကုံညမ်းဒီငါးမျိုးဆက်ဆိုစားတိုးလို့ရလားမေးငါးမျိုးဆက်တည်ပြီးစားတိုးလို့ရပါတယ်စားတိုးလို့ရတာဂျဲတကီကြီးနဲ့ဟာရုံပဲပြောတာပါပေါ့နော် ကဲအဲ့ဆိုရှင်6မျိုးဆက်တွေခုထုတ်ကြရတယ်6မျိုးဆက်တွေဒီစားတိုးလို့ရလားမေး6မျိုးဆက်တွေဒီလုံးဝလုံးဝစားတိုးလို့မရတော့ပါဘူးတော့အဲ့ဒါကိုတချို့တွေကသူတိတလို့သူတက်တလို့လောက်ကြရတယ်လောက်ကြပြီးမှဖြစ်တော့မှကုန်ញမ်းဆိုင်တွေကိုသွားပြီးတော့ကျဲလာတယ်လို့ကျေမကောင်းတော့လို့လားလို့စားများဟာစားမကောင်းတော့လို့လားလို့ quality ညံ့လာတာဒီကျေပုံးတဲ့ကဒီကျေပဲထည့်ပြီးတယ်ဒီစားထုတ်တယ်ကဒီစားပဲထည့်တယ် ။နော်အဲ့ဒါမျိုးပဲထည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကရှင်တို့ဖြောတဲ့ရေပေါ်ဝဲမူတည်တယ်လို့ရှင်တို့ဖြောတဲ့လီတာထွက်ပေါ်လဲမူတည်တယ်။ကိုက10လီတာထွက်ဝယ်ပြီး9လီတာလည်းထည့်ရင်နော်။ကြည့်မှာပေါ့ရှင်။ဒါကတော့ကိုမလုတ်တဲ့ဘဲနဲ့လျှောက်လုတ်တာကိုနော်။မေးမြန်းဖို့လည်းရှက်ကြရဲ့ညွန့်ကြရဲ့မသိရင်ဆရာကြီးပေါ့။ तू တည်ရဲ့ तू တက်တယ်။အိမ်မှာတော့ပြောသွားတာမှွန်နေရတယ်ဟိုလည်းရောက်တော့ तू ဖြောကျဲတယ်။ကျဲတော့ကိုရီဆိုင်အောင်ပြန်ပြောပြန်ပြောတော့ကိုရီကပြောပြတော့အော်ဒီလိုလားအဲ့ဒါရေလျှော့ထည့်မယ်ဆိုစာလျှော့ထည့်ရမှာလားဆိုတာကိုသိကြတယ် ဒီကပြောချင်တာကကိုက20လီတာဝယ်ပြီးတော့ရေလျှော့ထည့်မယ်ဆိုရင်ဒီကစားပါလျှော့ထည့်ပါနော်ရေလျှော့ထည့်ပြီးစားကိုအကုန်ထည့်မယ်ဆိုရင်ကျဲမှာပဲစားများသွားပြီလေညာရတော့ကျဲမှာပါအဲဒါကြောင့်ရေလျှော့ထည့်မယ်ဆိုစားကိုလျှော့ထည့်ဖို့ပြောချင်ပါတယ်ရှင်အဲဒါအဓိကပထမ